အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Base 30အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြတဲ့နေကိုကြည့်ရမယ်ဆိုရင်တော့ Euro 2028ပြိုင်ပွဲကြီးကို UK နိုင်ငံနဲ့ Ireland ကပူးတွဲဖြစ်အရှင်ကျင်းပသွားမှာဖြစ်တဲ့အချိန်မှာ2028ခုနှစ်ဇွန်လ9ရက်နေ့မှာဖွင့်ပွဲအဖြစ် ဝေးနိုင်ငံထောင်စုနှစ်ဝင်းကြီးမှာအထွေပွဲကိုကျင်းပသွားမှာဖြစ်ပြီးတော့ဇူလိုင်9ရက်နေ့မှာတော့လန်ဒန်မြို့ကဝင်းပလေးဝင်းကြီးမှာဘောပွဲကျင်းပသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အာစနယ်၊လီဗာပူး၊ဂျူဗန်တက်စ်အပါအဝင်ထိပ်တန်းကလပ်အသင်းတွေကပါရစ်စိန့်ဂျာမိန်အသင်းရဲ့ကွင်းလယ်ကစားမှာဗတိညာကိုစိတ်ဝင်စားလျက်ရှိတယ်။ဒီစားမကအလက်ရှိမှာ PSG ရဲ့အဓိကကွင်းလယ်ကစားမှာဖြစ်ပြီးတော့ပါရစ်စိန့်ဂျာမိန်ကတော့ဒီစားမအတွက်တကယ်လို့စိတ်ဝင်စားရင် ယူရိုတန်း130လောက်နဲ့ထွက်ခွာပေးပြုဖို့သူတို့ကအစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ဟူလီယန်အေဗာရစ်ကလည်းအတလက်တီကိုမက်ဒရစ်ကထွက်ခွာဖို့ဆန္ဒရှိနေပါတယ်။ဟူလီယန်အေဗာရစ်ကနွေယာတီမာကလပ်နဲ့လမ်းခွဲသွားနိုင်ပွဲရှိပြီးတော့တီကိုကအနည်းဆုံးယူရိုတန်း150နဲ့တန်း100ချပြောင်းရွှေ့ချေသတ်မှတ်ပွဲရှိတယ်။ဟူလီယန်အေဗာရစ်ကတော့သူ့လက်ရှိမှာဘာစီလိုနာအပါအဝင် Paris Saint-Germain နဲ့ Chelsea အသစ်တွေကစိတ်ဝင်စားမှုပြုလုပ်လျက်ရှိကြောင်းသတင်းတွေမှာဖော်ပြထားတာလည်းဖြစ်တယ်။ဘာစီလိုနာအသင်းက Hurricane င်းကိုလူချင်းချောင်းဗြိတိန်မီဒီယာတွေမှာဖော်ပြထားသလိုစပိန်မီဒီယာတွေရဲ့အဆိုအရအသက်33နှစ်ရှိမဲ့ဟာရီကိန်းကယာဒီကိုမှာကလကထွက်ခွာသွားဖို့ရှိတာဖြစ်တဲ့ ူရို65တန်းယိုကြီးစာချုပ်ရှိတဲ့အတွက်ဘာဆိုနာကလီဗန်ဒော့စကီနေရာမှာအစားထိုးဖို့အတွက်ဟာရီဂိန်းကိုကြိုးပမ်းပွဲရှိကြောင်းဆိုတာပါဘာဆိုနာရဲ့နီးပြဟန်စီဖလစ်ကတော့လီယိုမက်ဆီကိုပြန်ခေါ်ဖို့ကမဖြစ်နိုင်ကြောင်းနဲ့ကာလာတိုစာချုပ်ဖြစ်တဲ့အတွက်သူတို့အသင်းကဒီပြောင်းရွှေ့မှာပါနှစ်ဖက်ကြားဆောင်ရွက်စာရဲကိစ္စအပါဝင်ညှိနှိုင်းမှုဟာအမတန် complicate ဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့ဖြစ်လာဖို့မရှိကြောင်းထုတ်ဖို့ပြောကြားခဲ့ကြောင်းအယ်နာစီယိုနယ်ကဖော်ပြထားပါတယ်တစ်ဖက်မှာရီယယ်မက်ဒရစ်အ က်သေးနဲ့ Vinicius Jr. ကြာစာချုပ်တိကိစ္စဆက်ဆံရေးပြိုကွဲသွားပြီဖြစ်တယ်။နှစ်ဖက်ကြာဆွေးနွေးနေစေဖြစ်ပေမဲ့ ဖီနီရှာကအမ်ဘပေးပေးထားတဲ့လောကလာစာတိုင်းလူချင်နေတာဖြစ်တယ်။လက်ရှိမှာတော့ဗီနီရှာဂျူနီယာကို2029မှာတက်တန်းကုန်မှာဖြစ်တဲ့အတွက်မဒရစ်ဘက်ကတက်တန်းမတိုးတော့ရင်26မှာတွင်ယူရိုတန်း150နဲ့ရောင်းချဖို့ပြင်ဆင်ထားတဲ့ရီယယ်မက်ဒရစ်အသင်းအနေနဲ့လက်ရှိအနေအထားအရသူတို့အသင်းရဲ့တောင်ပန်ကစားမမက်ဆန်တူနိုရဲ့ဖက်ဒရီကိုဗယ်ဗာဒင်းရဲ့တစ်ဖက်ကဂိုးမာတီဖိုခေါ်တော်တို့ဒန်ယာရနေကြောင်းသူတို့ဘက်ကအတည်ပြုခဲ့တာဖြစ်တဲ့ international break အပြီးမှာပြန်လာနိုင်ပွဲရှိပြီးတော့ဒီသားမတွေရဲ့ဒဏ်ရာပြဿနာဟာစောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ကြောင်းမထွေကအတည်ပြုခဲ့တာဖြစ်ပါတယ် Atletico Madrid သင်ကတော့သူတို့ရဲ့တောင်ပံကစားပါ Giuliano Simeone ကိုတတ်တမ်းထပ်တွန်းပါပါ Simeone ရဲ့သားဖြစ်သူကိုအတီကိုဘက်ကကာလရှည်ကြားစာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းကြေညာထားပါတယ် Manchester United အသင်းကလည်းတီကိုရဲ့ကွင်းလယ်လူခေါနာဂလာကာကိုစိတ်ဝင်စားလျက်ရှိတယ် United စိတ်ဝင်စားတဲ့ခေါနာဂလာကာကို Atletico Madrid က ွာခွင့်ပြုမှာဖြစ်တယ်။တကယ်လို့အင်္ဂါနဲ့ထွက်ခွာခွင့်ပြုရင်တောင်မှပေါင်45တန်းအပိသက်ဝယ်ယူခွင့်ပါဝင်မှာဖြစ်တယ်။မန်ယူနိုက်တက်အသင်းကခေါနာကလကာကိုသူရဲ့ကွင်းလယ်ပိုင်းအားဖြည့်ခြင်းနဲ့တူစိတ်ဝင်စားမှုပြုလုပ်လေရှိကြောင်းမာကာကဖော်ပြထားတာပါ။မန်ချက်စတာယူနိုက်တက်ကတစ်ချိန်တည်းမှာပဲစတုဂတ်အသင်းရဲ့ကွင်းလယ်ကစားမအန်ဂျလိုစတဲလာရဲ့အခြေအနေကိုလည်းလေ့လာလေရှိတယ်။ ူပြင်အားစားဒရိုက်တာဂျေဆင်ဝဲကောကဒီဇာမရဲ့အခြေအနေကိုတော်တော်လေးသဘောကျတယ်သူတို့ကိုယ်တိုင်ပြီးခဲ့တဲ့လူရဒီတုန်းကသူတို့ရဲ့ပြစ်မှတ်ဆင်းတဲ့မှာထည့်သွင်းထားတဲ့အတွက်အန်ဒရိုစတဲလာကိုစောင်းရသည်မှာတကြောပြန်ဆက်ပြီးကြည်သွားပွဲရှိကြောင်းဆိုပါတယ်မန်ယူနိုက်တက်ကလည်းဂျိုးရှွာဇက်စီယောဂိုဘီမေနူယောတေချာပေါက်ထွက်ပို့ပြင်ဆင်ထားတဲ့ယူနိုက်တက်က ကွင်းလေကစားမတယောက်ရရင် ကိုဘီမင်းနူကိုနာပိုလီကိုလွှတ်ဖို့များပြီးဆက်စီကတော့လောကလာဆာတာရှုတ်ချရင်ဒါစီးရီးကလပ်အသင်းတွေကသူ့ကိုခေါ်ချင်ပြီး AC မီလန်အသင်းနဲ့ရိုမာကသူ့ကိုဆက်သွယ်ထားတာဖြစ်တယ်။အာစနယ်အသင်းကအခုလက်ရှိမှာသူတို့အသင်းရဲ့နောက်ခံလူမိုင်းလူးဗီစကယ်လီကိုကြောင်းထုတ်သွားဖို့ဆန္ဒမရှိကြောင်းဖော်ပြထားပါတယ်။နီးပြသောမတ်တူကေက တကယ်လို့မိုင်းလူးဝစ်ကယ်ဒီနေနဲ့ပွဲထွက်ခွင့်မရနေရာပျောက်ဆုံးနေရင်အင်္ဂလန်လူဝေးစေအသင်းမှာပါဝင်ဖို့ chance မရှိဘူးလို့အသိပေးခဲ့ပြီးနောက်ပရီးမီယာလိကလပ်တွေကသူ့ကိုစိတ်ဝင်စားနေတာဖြစ်တယ်ဒါပေမဲ့အာဆင်ကတော့လူးဝစ်ကယ်ဒီကိုထွက်ခွာခွင့်ပေးသွားမှာမဟုတ်ပဲ သူကိုဒုတိယရာသီဘဝမှာအသုံးချသွားမှဖြစ်ကြောင်းဆိုထားပါတယ်မီကယ်အတေတာအသင်းကတော့အခုလောလောဆယ်အနေထားရသူတို့အနေနဲ့ငွေရာသီမှာဖြစ်တင်းမှုအချို့ထပ်ပြီးပြုလုပ်သွားဖို့ရှိပေမဲ့လက်ရှိအနေထားရဒဏ်ရာပြဿနာတွေမရအောင်ကစားမတွေကိုအလှည့်ချပုံစံပုံသုံးဖို့လိုအပ်ကြောင်းဖော်ပြလာတယ်အထူးသဖြင့် injury တွေဇက်တိုက် concern ဖြစ်နေတယ် ်ခုအီတလီကိုသွားကစားဖို့သွားရင်ကာလာဖီယိုရီကလည်းတင်ပါတန်ရရှိထားတဲ့အတွက်အီတလီရဲ့ဘွဲ့စဉ်ကိုလွဲချော်ထားတာဖြစ်ပေမဲ့အာတီထာကတော့သူ့အနေနဲ့အချိန်မီသက်သာပြီးမြောက်လန်ဒန်ဒါဘီပွဲကိုပါနိုင်မယ်လို့ဆိုပါတယ်အာစနယ်အသင်းအနေနဲ့ဒီနေ့ရာသီအတွင်းဒဏ်ရာပြသနာပြီးဇက်တိုက်ဖြစ်တာကသူတို့အတွက်တော်တော်ကိုကန်ဆိုးစရာဖြစ်ကြောင်းဆိုလိုက်တယ်။ရာသီအစပွဲစဉ်တိုင်းမှာ မကြာခဏဒံရတယောက်ပြီးတယောက်ရနေတဲ့အချိန်မှာအဓိကကစားမလို့ကြီးဒံရရနေတဲ့အချက်ကဒီနေ့ရပြီးတော့အာဆင်ရဲ့ဒံရပြဿနာဟာတော်တော်လေးစိုးရိမ်စရာဖြစ်ကြောင်းအထက်ထကဝန်ခံထားပါတယ်။ဘိုင်မြူနစ်အသင်းကတော့ခုနီကလက်ချက်စင်ကိုအပိသက်ဝယ်ယူဖို့မတိကြပဲရှိလျက်ရှိတယ်။တက်တ24လေးတွေပဲရှိတဲ့စင်ဒီကိုတိုက်စစ်မှုကိုဘိုင်မြူနစ်ကတရားသည့်အငှားနဲ့ခေါ်ယူထားပြီးယာဒီကုံမှာယူရိုတန်း85တန်းနဲ့အပိသက်ခေါ်ယူမှာဖြစ်တယ်။ဒါပေမဲ့ လက်ရှိအနေထားအရဘိုင်ယန်ဘက်ကအပိသက်ဝေယူမှုမှာပွဲထွက်ခွင့်ပွဲ40ရမှဖြစ်တဲ့အတွက်ကြောင့် ဂျက်ရှင်ရဲ့အပြောင်းအရွှေ့ကမရေရာမှုတွေရှိနေတာဖြစ်တယ်။မိုက်ချက်စကိုက်ဆီတို့ကိုတော့ချက်စီကကာလာရှီချာတတ်တန်းထတ်တိုးမှာပါ။2032ခုနှစ်တီစာချုပ်ရှိထားပြီးဖြစ်သည့်တိုင်အောင်ချက်စီဘက်ကခိုင်ဆီတို့ကို2033ခုနှစ်ထိနောက်ထပ်နှစ်နှစ်တတ်တန်းထတ်တိုးပြီး24နှစ်သားကိုလောကလာစာတိုးမြင့်ပေးသွားဖို့ရှိကြောင်းဆိုပါတယ်။ဘိုင်မြူနစ်အသင်းရဲ့အပြိုင်ချက်စီကလည်း AC Milan ကိုယ်သမားမိုက်မန်ယူကိုဆက်သွယ်ထားတယ်။ အသက်30အရွယ်ရှိတဲ့ပြင်သစ်လူဝင်စင်ကိုသမားက AC Milan အသင်းကနေလွေယာတီမှာအလွတ်နဲ့ထွက်ခွာမှာဖြစ်ပြီးတော့ ဘိုင်ယန်ကမန်ဝဲနော်ယာနေရာအစားထိုးခြင်းတဲ့အချိန်အေစီမီလာအသင်းရှိကနေချယ်ဆီကလက်ဦးမှုရလိမ့်မယ်လို့ယုံကြည်ထားတာပါထော့တန်ဟော့စပါအသင်းကအာဖရိကဖလားပြိုင်ပွဲမှာမိုမွတ်ကူဒူးပါဝင်ခွင့်မရတဲ့ပိုကူတကြီးနဲ့လည်းရှိတယ်အထူးသဖြင့်ဂါနာချစ်စပွဲမအောင်တဲ့အတွက်ဘုံမောက်ကအန်ထရန်ဆမန်ညိုယောစပါကကူဒူးချိုနှစ်ယောက်စလုံးပရီးမီးယားလိမှာဆက်ရှိမှာဖြစ်တဲ့အချိန်လက်ရှိနေထားရတော့စပါကကူဒူးကိုအာဖရိကဖလားဆင်လို့ခွင့်မရတာကသူတို့အတွက်တော်တော်ကိုအားတရဖြစ်ပြီးတော့ ဖပမတဆာနဲ့ဤပစုမကတော့ကထွက်ခွာသွားမှာဖြစ်ကြောင်းဆိုပါတယ်စပါတိနေနဲ့အိမ်ကွေးမှာအမှတ်တွေလွလွယ်ကူကူရော့နေတာကိုမဖြစ်မနေပြဿနာဖြေရှင်းဖို့လိုအပ်ကြောင်းအသင်းတာဝန်ရှိသူတွေကသောမတ်ဖရန့်ကိုအသိပေးထားတယ်ပြီးခဲ့တဲ့2025ခုနှစ်မှာစပါစကအိမ်ကွေးပွဲပေါင်းများစွာရှုံးနေထားတာဖြစ်ပြီးတော့ DRT အဝေးကွေးရလက်အကောင်းဆုံးဖြစ်ပေမဲ့အဲ့အိမ်ကွေးပြဿနာကိုစပါမဖြစ်မနေဖြေရှင်းဖို့လိုအပ်ကြောင်း ဂျိုးလူးဝစ်မိသားစုကအတည်ပြုထားပါတယ်လီဗာပူးအသင်းကမိုမက်ဆာလက်နေရာအစားထိုးမဲ့သူတွေကိုစဉ်းစားရရှိတယ်အခုလက်ရှိအနေအထားအရလီဗာပူးနဲ့ရီယယ်မက်ဒရစ်ကြားမှာကွင်းလေတောင်ပံကစားမဖြစ်တဲ့ဖိုရီယန်ဗတ်စ်နဲ့ရူထရီကိုအလဲထက်ကိစ္စကိုစိတ်ဝင်စားရရှိကြောင်းစပိန်မီဒီယာတွေမှာဖော်ပြရရှိတယ်ရီယယ်မက်ဒရစ်ကရူထရီကိုပေးမယ်ဖိုရီယန်ဗတ်စ်ကိုလူချင်တယ်လီဗာပူးကလည်းတောင်ပံနေရာတွက်ဆာလက်စ်နေရာမှာရူထရီကိုစိတ်ဝင်စားရရှိကြောင်းစပိန်မီဒီယာတွေကဖော်ပြထားတယ်လီဗာပူးအသင်းအနေနဲ့ညာနောက်ခံလူ ူဂျီမီဖရင်ပေါင်ပြန်လာတဲ့အခါမှာသူပွဲထွက်ခွင့်ပူရဖို့နဲ့ဖရင်ပေါင်ရဲ့အယူသွေးကိုနီးပြအာနီစလောကယုံကြည်မှုအပြေအဝရှိနေစေဖြစ်ကြောင်းဆိုပါတယ်ထရက်အလက်ဇန္ဒားအာနိုနီယာကိုအစားထိုးဝင်ရောက်လာခဲ့ပေမဲ့ ဒဏ်ရာတွေမကြာခဏရနေတဲ့ frame bound ကလက်ရှိနေထားရတော့သူ့အနေနဲ့ဒဏ်ရာကရုံးကပ်ပြီးတော့ဒီချိန်မှာတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်တွေးဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်လီဗာပူးရဲ့တောင်ပံကစားပါခိုဒီကပူကတော့ဘန်ဒလီကားကုမ္ပဏီရဲ့ ambassador ဖြစ်သတ်မှတ်ခံရပါတယ် UK နိုင်ငံနဲ့ဥရောပမှာဘန်ဒလီကားရဲ့ promote အတွက် ambassador အဖြစ်ဒါခိုဒီကပူကိုရွေးချယ်ခဲ့တာဖြစ်တယ်သူ့ရဲ့ queen twin queen ပြင်ပနေထိုင်ပုံကိုသဘောကျတဲ့အတွက် ဘန်ဒလီကသူ့ကိုအမ်ဘက်ဆာဒါအဖြစ်ဂက်ပူကိုရွေးချယ်ခဲ့တာဖြစ်တယ်။မန်ချက်စတာစီးတီးအသင်းကဖီလ်ဖိုတန်ကိုတက်တန်းထပ်တိုးมาဖြစ်ပေမဲ့ဖက်ဂွာဒီယိုလာအနေနဲ့ ဖိုဒန်အင်္ဂလန်လက်ဝေးစီအသင်းမှာဘယ်နေရာမှာကစားကွင်ရမလဲကိုစိတ်ဝင်စားစောင့်ကြည့်ရရှိကြောင်းဆိုတဲ့ဖိုဒန်ကိုစီတီက2029ကနေ2030ထိတက်တန်းတိုးမှာဖြစ်ပေမဲ့ဟိုတနေ့တုန်းကအင်္ဂလန်လက်ဝေးစီအသင်းရဲ့နီးပြားသောမတ်စ်တူဟဲကဂျူပါလင်ကန်ရဲ့ဖိုဒန်ရဲ့ဟာရီကိန်းတို့အသင်းမှာပွဲတကစားမှုမဖြစ်နိုင်ကြောင်းနဲ့ကစားမတယောက်ရောက်တော့အရန်ကိုတွားရမှာဖြစ်ကြောင်းနဲ့ဖြစ်နိုင်ခြေကဖိုဒန်ဖြစ်နိုင်ခြေရှိတယ်လို့ဗြိတိရှမီဒီယာတွေကဖော်ပြလျက်ရှိတယ်။တစ်ချိန်တည်းမှာပဲမန်ချက်စတာစီးတီးအသင်း တင်ကသူတို့အသေးတွေနဲ့အခေကိုရောက်ထုတ်ခဲ့ရင်တော့အစားထိုးသူပြန်ခေါ်မှာမဟုတ်ကြောင်းဆိုထားတယ်။နေတအခေကိုယူရို35တန်သတ်မှတ်ထားပြီးတော့စီတီကကစားမှာရောင်းချမှုပြုလုပ်သွားမှာဖြစ်ပေမဲ့လူရာဒီမပဲပြန်လဲအားဖြစ်မှာဖြစ်ကြောင်းဆိုပါတယ်။မန်ချက်စတာစီတီအနေနဲ့မတီးယပ်စ်လူနဲ့နဲ့ရီကိုလူးစ်ပေါ်ကိုချိန်တတ်တဲ့အတွက်ဒီဆောင်ရာဒီမှာ right back တယောက်ခေါ်ယူတော့မှာမဟုတ်ပဲနဲ့လူရာဒီမပဲကြည့်ဖို့ရှိတယ်အထူးသဖြင့်လူရာဒီမှာ ထိတ်တန်းအဆင့်ရှိတဲ့ world class ညာနောက်ခံကစားသမားတယောက်ကိုတော့သူတို့မဖြစ်မနေခေါ်ယူဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Antwerp Semenyo ကစောင်းရသည်မှာ club ကထွက်ခွာခြင်း request လုပ်ဖို့လိုအပ်ကြောင်းဖော်ပြလာတယ်။ Manchester United အပါဝင် Tottenham Hotspur Liverpool အပါဝင် Premier League ထိတ်တန်း club တွေဆက်ဝင်စားနေတဲ့ Ghana တောင်ပိုင်းကစားသမားက club ကထွက်ခွာခြင်း request လုပ်ဖို့လိုအပ်ကြောင်းနဲ့လက်ရှိမှာဘုံမောက်ကလည်းပေါင်85တန်းသတ်မှတ်ထားတာပါ။ West Ham United အသင်းရဲ့နီးပြလူလို Espirito Santo ကသူ့ရဲ့တပည့် ဲ့ဟောင်းအတမာထော်ဦးတီကိုခေါ်ဖို့ဆန္ဒရှိနေတဲ့ရာတီကိုမာဖူဝန်ကနေအလွတ်နဲ့ထွက်ခွာမဲ့ကစားမတွေအများကြီးတဲ့မှာထော်ဦးတီတယောက်လဲပါဝင်တာဖြစ်ပြီးတော့နူနိုကထော်ဦးတီကိုအလွတ်နဲ့ခေါ်ပြီးတော့စောင်းရာတီမာတွင် အားဖြစ်ဖို့ဆန္ဒရှိကြောင်း Daily Express ကဖော်ပြထားတဲ့ Middlesbrough အသင်းကထွက်ပြီးတော့ဒါအခုလက်ရှိမှာ Wolverhampton အသင်းနီးပြဖြစ်လာပြီး Luton ရဲ့နီးပြဟောင်းဖြစ်တဲ့ Rod Adbu ကတော့စောင်းရာတီမာလုံလောက်တဲ့ပံ့ပိုးမှုရမှာဖြစ်တဲ့အတွက်ဒီအသင်းကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းနဲ့ တေဂျာပေါ့ပရီးမီးယားလိမှာတန်းချံဖို့သူ့ဘက်ကယုံကြည်မှုအပြေအဝရှိကြောင်းဖော်ပြထားပါတယ်။ဒါရီကစိတ်ဝင်စားချက်နောက်ဆုံးရအောင်သတင်းပါအားလုံးကြည့်ကြပါမယ်။